ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါလို့เนาะကျေးဇူးပါဟောဒီကောက်မှာလည်းကျွန်တော်လိုအပ်တာပြန်ဖြည့်ပေးပါမယ်လေပြန်ဖြည့်ပေးပါမယ်ဗောနော်ဟိုကျွန်တော်လည်းပွဲလက်တက်နေတော့ချိန်ရမရလို့ခုတက်ခဲ့တဲ့ပွဲရလဲတကယ်တမ်းကျတော့သူကနှလုံးပွဲဗောနော်ဟိုကကျွန်တော်ကျွန်တော်မြဲပြောတဲ့ HGD2 inhibitor ဆိုတာကခုနီနှလုံးမှာလည်းအဓိကသုံးနေပေါ့နော်။သူကစဉ်ကြိုအတွက်မှမဟုတ်ဘူးပေါ့နော်။ သူကနှလုံးကိုလေသူက endocrine organ လို့ခေါ်တယ်။ဟို endocrine ဆိုတာနှလုံးကလေဒီ metabolic လို့ခေါ်တယ်ကွာ။ဝါလာတယ် insulin resistant ဖြစ်လာတယ်သွေးလိုနှလုံးစီးကျိုဖြစ်လာတယ်။နော်ဟိုအသည်စီဖုံးလာတယ်။အားရအားလုံးမှာလေနှလုံးရောဂါတွေလေအပါဝင်ဖြစ်တယ် endocrine organ လို့သတ်မှတ်လိုက်တာပေါ့နော်။အဲ့တော့ကျွန်တော်အများနဲ့ပြောရဲပေါ့နော်။နော်။ဟိုပွဲတွေတက်တယ်အသည်ပွဲတွေတက်တယ်ကျွန်တော်ကစီးကျိုပွဲတွေတက်တယ်နှလုံးပွဲတွေတက်တယ်ပေါ့နော်။ ဲ့လိုတက်တဲ့အချိန်ကအချိန်မှာနောက်ဆုံးကဒီ HTT2 inhibitor လို့ခေါ်တဲ့ dapagliflozin, anacanagliflozin, empagliflozin ဒါတွေအကြောင်းမတောက်ချက်ပြောနေတာကျွန်တော်လည်းပြောလာတာကဆယ်စုနှစ်နေပါရှိတော့မယ်ပေါ့နော်သုံးလာလည်းကြာပြီမြန်မာပြည်မှာမရှိခင်ကြီးကနိုင်ငံခြားနေပြီးတော့လူနာတွေကိုမှားပေးတယ်ချို့လူနာနိုင်ငံခြားသွားတယ်ဒါကြီးမှားတောက်နေတယ်အဲ့ဒီကလေးကကုလာတာပေါ့နော်ဒီဆေးတွေလက်ရှိနှလုံးမှာလည်းဒါနှလုံးနဲ့ပတ်သက်တာပေါ့နော်ဒါတော့ကာဒီယိုပေါ့ဒါတော့ကာဒီယိုပေါ့ ဒီနှလုံးနဲ့ပတ်သက်တဲ့ပွဲမှာလည်းပဲနိုင်ငံတကာရဲ့ guideline တွေအားအစအကုန်လုံးကဒီ agility inhibitor ဒါတွေပဲနောက်ချက်ပြောနေတာပေါ့နော်။အဲကျွန်တော်တို့က heart failure သမားတွေမှာအဓိကပေးရမယ်ပေါ့နော်။နောက်ချက်နှလုံးသားဒီ beta blocker တွေရောဒီ ACE inhibitor တွေ plus agility inhibitor သုံးရတော့မယ်။အဲ့လိုပဲသူကဟိုစီးကြုံမှာလည်းအဓိက essential drug ဖြစ်သွားတာပေါ့နော်။မဖြစ်မနေသုံးရမယ့်ထဲမှာသုံးမျိုးထဲမှာဒီကောင်ကဒီ dapagliflozin, canagliflozin amber glycerin တွေကိုကျွန်တော်တို့ကထည့်ကိုထည့်ရအောင်။ဒါ first line ဖြစ်သွားပြီ။ metformin ရယ် glycyrrhizin ရယ် double amber glycerin ရယ်။ဒီ adjudicative inhibitor ပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့ကသိစေချင်တယ်ပေါ့ကွာ။ကိုလက်ရှိကုနေတဲ့စီးကျိုသမားတွေပေါ့နော်။စီးကျိုသမားတွေဆိုရင်ဒီဆေးတွေပါမပါကိုကုနေဆရာဝန်မေးပေါ့နော်။ဒါတော့ကန်းကျင် view ပေါ့ဗျာ။တကယ်လဲလာပါတယ်ဘာလီကတော့တော့တော့တကယ်ကြောင်ကြီးကိုစောက်ထားတာ တကယ်တမ်းကျတော့ကွာဘလိုဖြစ်ပြောတာမဟုတ်ဘူးမြန်မာပြည်ကကမ်းခြေတွေပိုလှတချို့နေရာဒီကောင်တွေဆင်းလို့မရအောင်နှိုင်းရင်ကြီးတယ်ကွာဟိုဘလိုပြောမလို့ဘလိုကလူတွေအတွက်သီးသန်းအပြင်ကနားနားနေနေပဲရမယ်ရေထဲဆင်းဖို့ကြာတော့ဒီမှာဘာလို့ပြရလဲဆိုတော့ယူကန်နေလောက်ပြထားတယ်လေအဲတော့ဘာလဲကလေးတွေပါအဲ့ဆိုတော့ကမ်းခြေမှာကျတော့စိတ်မဖြစ်ဘူးလေကမ်းခြေမှာအနားယူမယ်တွားမယ်လာမယ်စားမယ်တောက်မယ်နေနာတွေလုံမယ်ဖွဲတွေလုံမယ်လောက်ပဲဒီကနေ့ကျတော့ရေကူးဖို့ကြာတော့ အဲ့နေရာကြောက်နေရှိမယ်ခဲလုံးနေရှိမယ်ကြောက်ဆောင်နေရှိမယ်ပေါ့နော်ဒါ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 ဘာလီရဲ့သဘောကိုပြပြတာမြမပြက်ကန်းကြီးတဲ့ပုံလာတယ်ဒါဒါဒါပြပြတာပေါ့နော်အဲ့တော့ဒီနောက်စီးကျသမားတွေကဒီအက်ဂျက်တီတို့အင်နီဘေတာမပါရင်တော့ကုရက်ဆရာဝန်တို့ပြန်ပြီးပြန်ပြီးတော့မဲတဲ့နေပေါ့နော်ဒီဆေးတောက်လို့ရလားဒီဆေးပေးပေးပါဦးဒီဆေးအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်ထပ်ပြောပါဦးမယ်ဒီဆေးတွေအကြောင်းမထပ်ပြောမယ်ပေါ့နော်